ကဲအရင်လာကြတယ်ဆိုတာနဲ့အသေးကိုပဲပြင်းမိနေကြတော့မလားဒီတစ်ခေါက်မှာတော့လေအဲ့ဒီယူဆာကိုအမေကနေလမ်းပြမဲ့ဇလန်တပုတ်ကိုပြောပြချင်ပါတယ်တကယ်တော့လေအဲ့ဒီကတိုက်ပွဲကအတန်းမှမဟုတ်ဘူးအဆိုင်ထဲမှတင်ဆင်းနေရပါဒီစကားကိုတစ်ချက်ကြည့်လိုက်စမ်းပါအရင်နာကြတာတတ်တာချင်းလို့လားအသေးစီသွားစရာမလိုဘူးရဲ့ဟုတ်တော့ကျွန်တော်တို့ကြာဘူးနာဝါရှိနေတဲ့အကြံပေးချက်တွေနဲ့လုံးဝကိုတခြားစီပဲနော် အသေးကအဓိကစက်ကောင်မဟုတ်ဘူးဆိုတာတကယ်ပဲလားကဲစပိဖြေချကြည့်ကြတာပေါ့ဒါဆိုရင်ကျွန်တော်တို့အယက်နာကြတာကိုဖြည့်ရှင်းနေတဲ့နီလန်းတွေကပြတ်မှတ်လွဲနေကြတာလားစဉ်းစားကြည့်လေတိုက်ပွဲကအသေးမှမဟုတ်ပဲအဆိုင်မှာဆက်နေတာဆိုရင် ဖြည့်ရှင်းနေကလည်းအဆိုင်ကိုပဲဥတည်တင်တာပေါ့ဟုတ်တယ်မလားဟုတ်ပြီဒါဆိုရင်အဓိကချက်ကရှင်းရှင်းလေးပဲအယက်နာချင်းရဲ့ပဟုချက်ကအသေးမဟုတ်ဘူးအဆိုင် တကယ်တိုက်ပွဲကလူတွေထင်ထားတာထအညာဆော့ပြီးအဲ့ဒီနေရာမှာတင်စနေပြီဆိုတဲ့အချက်ပါပဲ။အင်းဘာဖြစ်လို့အစာအိမ်ကအဓိကတိုက်ပွဲအမြင်ပြင်ဖြစ်နေရတာလဲ။အကြောင်းရင်းကတော့လေအစာအိမ်ကအကြက်ကိုခဏတူလောင်ထားတဲ့ပုံတပုံမဟုတ်လို့ပဲအမန်တော့အရာကခေါင်းကိုက်ကတွေပြုတ်အန့်ချင်တာတွေဖြစ်စေတဲ့အစိတ်တောက်တွေကိုတောက်လျှော်ထုတ်လုပ်နေတဲ့စိတ်ယုံကြည်တစ်ခုလို့ဖြစ်နေလို့ပါဒီအစိတ်ရတောက်စိတ်ယုံမှာအတီးကတရားခန်းနဲ့ရောက်ရှိလေပထမတစ်ယောက်ကအစာရည်နံရံကအင်ဆိုင်တွေ ဟုတ်တယ်အတဲမှတင်မဟုတ်ဘူးအစာရည်မှလည်းအင်ဇိုင်းတွေရှိတယ်သူတို့ကအရက်ကိုအစိတ်ဖြစ်ချက်ချင်းပြောင်းပစ်တာနောက်တစ်ယောက်ကတော့အစာရင်ထဲတာဘက်တီးရီးယားတွေပဲသူတို့ကလည်းအရက်ကိုစားသုံးပြီးအစိတ်တွေပြန်ထုတ်လွတ်တယ်ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်အတဲကသူ့အလုပ်ကိုမဆရသေးခင်မှာပဲအရင်နာကြစေတဲ့အစိတ်ပြင်းကြီးကြီးကအဆိုင်ထဲမှာအစင်တူဖူနီပြီးဆိုတဲ့သဘောပဲပြေထနာကတကယ်ကိုအစိုးရကတွေကစနေခဲ့တာပါ โอเคပြဿနာကအဆိုင်မှာစားရတယ်ဆိုမှတော့ဖြည့်ရှင်းနီးကလည်းအဲ့ဒီမှာပဲစားရမှာပေါ့ဒါကယူသိရှိတယ်မလားကဲကျွန်တော်ဇလန်းရဲ့ villain နဲ့မိတ်ဆက်ပေးပါမယ်သူ့နာမည်က accident ဟိုက်ဒီမှာသူ့ကိုစူးချွတ်နေတဲ့မိတ်ဆက်လေးတစ်ခေါက်လို့ပုံဖော်ထားတာတစ်ကိုမော့တယ်ဘာလို့လဲဆိုတော့အဲ့စူးချွတ်နေကကျွန်တော်ရဲ့ဆဲလေးကိုလိုက်ထိုးဆွနေတယ်လို့ပဲအဲကြောင့်ခေါင်းနေကိုက်ပိုက်ထဲကလေပင်ကြီးအန်ဂျင်နေရတာပါဒီတော့အကြံပြုထားတဲ့ဖြည့်ရှင်းနီးကဘာလဲဆိုတော့ တကားဆောက်တယောက်ထားလိုက်ဖို့ပဲဒီတကားဆောက်ရဲ့အလို့ကအဲ့ဒီစုချုံးမိတ်ဆောက်ကိုအစာအိမ်ထဲမှာတင်တက်ပြေအောင် လုပ်ဖြစ်ပြီးခန္ဓာကိုယ်ရဲ့တခြားဘဲနေရာကိုမှမရောက်အောင်တားဆီးဖို့ပါပဲဟုတ်ပြီဒီတကားဆောက်ကဘလို့လုတ်လုတ်မှလဲဒီနေရာမှာတက်ကိုလိမ်မာပါနေတဲ့ဥပမာတစ်ခုကိုတုံးထားတယ်အဲ့ဒါကတော့ရေဘော်လုံးစစ်စင်ရဲ့ပါတယ်ကဲဒီစစ်စင်ရေးကဓာတုဗေဒနဲ့ပတ်သက်ပေမဲ့အရေးရှိပါတဲ့စကောင်းနေအောင်ရှိတဲ့ ဖမ်းမတယောက်ကပရိုတိုနက်ပမီလေသူကအဲ့ဒီမိဆာရဲ့စုချုံကိုလာပြီးဖမ်းဆွဲလိုက်တယ်ပြီးတာနဲ့ဒုတိယဇက်ကောင်ရေမော်လီကျူးကရောက်လာပြီးဖမ်းထားတဲ့စုချုံကိုရေနဲ့ဝိုင်းအောင်ပြီးဖုံးအုပ်ပစ်လိုက်ရောအဲ့ဒီမှာတင်ပဲအန်ဒီရဲ့ရှိတဲ့မိဆာကနေဂျမ်ဒိုင်ယိုစ်ဆိုတဲ့အန်ဒီရဲ့ကင်းတဲ့ပုံစံတစ်ကိုပြောင်းသွားတော့တာပဲဒီတော့အရင်ကစုချွနေတဲ့ထိုးစိုးနေတဲ့မိဆာကနေအခုလောက်ဘာဖြစ်သွားပြီလဲ နုံညံပြီးအန်ထရာကင်းတဲ့တိုးကလေးတကောင်လို ग्वान လုံးမှုန်ဆန်လေးဖြစ်သွားပြီအစိကတောက်ဖြစ်စေတဲ့ SLD hike ကနေအလွယ်တကူစွန့်ထုတ်လို့ရတဲ့ gem dial အဖြစ်လုံးဝပြောင်းလဲသွားလာပေါ့ကဲဒီအထိတော့အစာရင်ကြောင်းပြောခဲ့ပြီဒါဆိုလူတိုင်းစစ်ပူနေကြတဲ့အသေးအရောဒီဇိုင်းလာမှာဘယ်လိုပါဝင်လာမလဲစစ်ကြည့်အောင်ဒီစကားကအဓိကအချက်ပဲ အသည်အတွက်အကောင်းဆုံးကကွယ်မှုဟာငွေပေါက်ကိုစောင့်ချစ်ခြင်းနဲ့ဆလိုတာကအသည်ကိုနောက်ထပ်လက်နက်တစ်ခုထွားပေးတာမဟုတ်ဘူးသူ့စီကိုရန်သူတွေအစိတ်တော့ဒီလုံးဝမရောက်အောင်အဝင်ဝမှတင်ရှင်းပစ်လိုက်တာသူရဲ့အလုံးဝင်ကိုအစာကလေးကရွှတ်ချပစ်လိုက်တာဒါဟာကုထာမဟုတ်ဘူးကကွယ်တာဆိုတော့ခြုံပြောရရင်အစိတ်တော့ဒီကအစာအိမ်မှာရန်ဆုံးဖြစ်တယ်အိမ်မှာတင်ထက်ပြတော်လိုလိုက်တာကကျွတ်တင်တိုက်ခိုက်မှုတွေဒီလိုလုပ်ချင်အားဖြင့်အသည်ရှိရောက်လာမဲ့အစိတ်ပရမနာကိုအများကြီးရှော့ချနိုင်တယ် ဆူချုံမစ်စာအက်စီတောဒီဟိုက်ကိုအန်ဒရီယန်နဲ့ဂျမ်ဒါယောအဖြစ်ခနာကိုကမစုပ်ယုံခင်မှာတင်ပြောင်းလဲပြလိုက်တာအထီးကကတော့ဖြစ်ပြီးမှလိုက်ရှင်းတာမဟုတ်ပဲမဖြစ်ခင်ကတည်းကကြိုတင်ကောက်ွယ်လိုက်တာပါပဲတကယ်တော့ဒီနေမျိုးရရဲ့ပန်းတန်ကရှင်းရှင်းလေးပါအသက်စီကိုအကျိတ်အတောက်တွေထောက်ပတ်နေတဲ့လမ်းကြောင်းမှုအစကတည်းကဖြတ်တောက်ဖြတ်ဖို့ပါမယ်ပြဿနာကိုအရင်မြင့်မှတင်ဖြစ်ရှင်းလိုက်တာပေါ့ဒါဆိုရင်တော့ဒီနေ့လေးလာမှုကနီးကျွန်တော်တို့ကိုမေးခွန်းတစ်ခုမေးလိုက်တယ်လို့ပါပဲတကယ်လို့များ အရက်နာကြလာကိုအမြန်ဆုံးတက်တာစေတဲ့နီလန်းဆိုတာဖြစ်ပြီးမှထောက်ရတဲ့ဆေးတစ်ခွက်မဟုတ်ပဲမဖြစ်ခင်ကတည်းကလောက်ဆောင်ရမယ့်ကျူတင်ကာကွယ်မှုတစ်ခုသာဖြစ်နေခဲ့မယ်ဆိုရင်တော့ဒါဟာအရက်တော့ချင်တဲ့ကျဲမာကြီးကိုကျွန်တော်တို့ရှုမြင်ပုံကို အချီးအကျဲပြောင်းလဲသွားစေနိုင်တဲ့အသွေးတစ်ခုပါပဲ။